နာသိန်းစစ်ကောင်စီကတီမောလက်စတီနိုင်ငံကိုအာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ထောက်ခံမှာမဟုတ်ကြောင်းလက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကိုအကြောင်းကြားထားပြီးဖြစ်ကြောင်းထိုင်းသတင်းမီဒီယာတွေစီကသိရပါတယ်တီမိုလက်စတီနိုင်ငံဟာအာဆီယံဗရိညင်စာတမ်းမှာပါဝင်တဲ့အခြားဖွဲ့ဝင်နိုင်ငံရဲ့ပြည်တွင်းရေးကိုဝင်ရောက်မဆွတ်ဖက်ရေးမူဝါဒကိုလိုက်နာဖို့ပြက်ကွက်နေကြောင်းကိုနေပြည်တော်ရုံးချုပ်ကအာဆီယံဥက္ကဋ္ဌကိုပေးပို့ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ SAC ကတီမိုလက်စတီနိုင်ငံကိုအာဆီယံဖွဲ့ဝင်နိုင်ငံအစိုးရတွေနဲ့ပြည်ပခဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေအထူးသဖြင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင်တော်လိုင်းတပ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံတာတွေမပြုလုပ်ဖို့တိုက်တွန်းထားတယ်လို့သိရပါဗျ။မြန်မာနိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ SAC ကတီမိုလက်စတီနိုင်ငံကိုအာဆီယံဖွဲ့ဝင်နိုင်ငံအစိုးရတွေနဲ့ပြည်ပခဖြစ်ပွားနေတဲ့အဖွဲ့အစည်းတွေ အထူးသဖြင့်မြို့သားညီညွတ်ရေးဆိုရ NUG အပါအဝင်တော်လိုင်းတက်ဖွဲ့အဖွဲ့အစည်းတွေနဲ့ထိတွေ့ဆက်ဆံခြင်းမပြုလုပ်ဖို့တိုက်တွန်းထားကြောင်းလည်းသိရပါတယ်။ပြီးခဲ့တဲ့မေလအတွင်းကျင်းပခဲ့တဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာဒီမိုလက်စတီနိုင်ငံကိုအာဆီယံခေါင်းဆောင်တွေကလာမယ့်အောက်တိုဘာလမှာထပ်မံကျင်းပမယ့်အစည်းအဝေးမှာအာဆီယံအဖွဲ့ဝင်အဖြစ်အသိမှတ်ပြုမယ်လို့သဘောတူညီခဲ့ကြပါတယ်။ဆက်လက်ပြီးထိုင်းသတင်းမီဒီယာ PBS World ကသိရှိခွင့်ရခဲ့တဲ့ မြန်မာကနေအာဆီယံဥက္ကဋ္ဌနဲ့အာဆီယံတွင်းရေးမှုချုပ်ရုံးကိုအကြောင်းကြားစာမှာတီမော်လက်စတီနိုင်ငံရဲ့မြန်မာနိုင်ငံပေါ်ချင်းကပ်မှုပေါ်လစီကိုပြန်လည်ပြင်ဆင်မှုမတိုင်ခင်အချိန်ထိအာဆီယံဖွဲ့ဝင်နိုင်ငံအဖြစ်အတိမတ်ပြုရေးစဉ်းစားပေးမှုကိုရပ်ဆိုင်းထားဖို့ပါဝင်တယ်လို့သိရပါတယ်။တီမော်လက်စတီနိုင်ငံဟာအာဆီယံဒေသရင်းနိုင်ငံတွေမှာမြန်မာတော်လှန်ရေးကိုပွင့်လင်းစွာထောက်ခံတဲ့နိုင်ငံတစ်ခုဖြစ်ပြီးအမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း တန်မကြီးအဆင့်ရှိသူတဦးကိုခန့်ထားပြီးတန်တမန်ယုံဖွင့်လက်ထားတယ်လို့သိရပါဗျ။အိန္ဒိယနိုင်ငံတောင်ပိုင်းတီလန်ဂါနာပြည်နယ်ရှိဓာတုဆက်ယုံတစ်ခုမှာတနင်္လာနေ့ကအင်အားပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့လူ36ဦးသေဆုံးပြီး30ကျော်ထဏ်ရာရရှိခဲ့ပါဗျ။စေဝါကုမ္ပဏီတစ်ခုကပိုင်ဆိုင်တဲ့ဓာတုဆက်ယုံမှာပေါက်ကွဲမှုဖြစ်ပွားခြင်းလူ140ဦးခန့်အလုံးလုံးကင်နေတာလို့ရဲတပ်ဖွဲ့ကပြောပါရယ် ပောက်ကွဲမှုဖြစ်ပွားရတဲ့အကြောင်းရင်းကိုတော့မသိရသေးပါဘူး။ရဲတပ်ဖွဲ့နဲ့မိသက်တပ်ဖွဲ့ကအာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ပြည်နယ်မြို့တော်ဟိုက်ဒရာဘတ်မြို့ကနေ50ကီလိုမီတာအကွာဆက်မှုဇုံအတွင်းရှိအဲဒီဓာတုဆက်ယုံကမီးလောင်သေဆုံးတဲ့ရုပ်အလောင်း34လောင်းကို တွေ့ရှိခဲ့တယ်လို့ပြည်နယ်မိသက်ဌာနညွှန်ကြားမှု GV နာယာယာနာကပြောပါတယ်။ ပောက်ကွဲမှုဖြစ်ပွားတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးဖို့ပြည်내ဆိုရကကော်မတီတစ်ခုဖွဲ့စည်းခဲ့တယ်လို့သူကဆိုပါတယ်။2022ခုနှစ်ဇွန်လအတွင်းအိန္ဒိယနိုင်ငံမြောက်ပိုင်းရှိဓာတုစက်ရုံတစ်ခုမှာပောက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့လို့လူရှိဦးသေဆုံးခဲ့ပါတယ်။ဓာတုစက်ရုံတွေမကြာခဏပောက်ကွဲမှုဖြစ်တာကြောင့်ကုန်ထုတ်နယ်မြေတွေမှာဘေးကင်းလုံခြုံရေးစီမံခန့်ခွဲမှုကောင်းမွန်စွာဆောင်ရွက်မှုရှိမရှိနဲ့ပတ်သက်လို့မေးခွန်းတွေဖြစ်စေခဲ့တယ်လို့လေးလံသူတွေကပြောပါတယ်။